ဟေးဝေးရဲ့မင်္ဂလာဆောင်ခန်းဒီမှာတချင်းထုတ်လိုက်ဒရမာခင်းလိုက်လုပ်နေတဲ့ဝိုင်းစုခိုင်တဲ့ငူအခုလိုပြတ်တန်းစွာပြောင်းလိုက်တဲ့ဆူပြေတစိမ်ဟေးဝေးရဲ့မင်္ဂလာဆောင်ခန်းဒီမှာဒရမာခင်းနေတဲ့ဝိုင်းစုခိုင်တဲ့ငူတဲ့ပြောင်းလိုက်တာကဆူပြေတစိမ်ပါခုချိန်မှာတော့လူတွေကဟေးဝေးရဲ့ငါဆူပြေတစိမ်နဲ့မင်္ဂလာဆောင်ခန်းဒီဖြစ်နေချိန်ဝိုင်းစုခိုင်တဲ့ငူတနာနေကြတာပါဝိုင်းစုခိုင်တဲ့ကိုရိုင်းကလည်းတချင်းနေထုတ်လိုက်စင်ပေါ်မှာငိုလိုက်လုပ်နေတာပါ ဝါစုခိုင်တိန်ဟာဟင်းဝရံကိုမိနိုင်သွားပြီဆိုပေမဲ့လည်းဟင်းဝရံနဲ့ပတ်သက်တဲ့တခြင်းတပုတ်ကိုစင်ပေါ်မှာဆိုရင်မျက်ရည်ကျနေခဲ့ပါတယ်။အထူးသဖြင့်အချင်းဟောင်းကမင်္ဂလာရှိရောမဲ့အချင်းကနဲ့တိုက်တိုက်ဆိုင်ဆိုင်မှာပဲဝါစုခိုင်တိန်တရားရှိုးပွဲတစ်ခုရဲ့စင်မြင့်တာမှာသူမဘယ်တော့မှပြန်မဆိုတော့ဘူးလို့ဆုံးဖြတ်ထားတဲ့တခြင်းတပုတ်ကိုမျက်ရည်တွေနဲ့ပြန်လည်တီးဆိုခဲ့ရတဲ့မြင်ကွင်းကိုပရိသတ်တွေကစိတ်မကောင်းဖြစ်ခဲ့ကြတာပါ။ ဝမ်စုခိုင်တိန်နဲ့ဟင်းဝီယန်တို့ဟာတချိန်ကရန်ကုန်တိတ်ချစ်ခဲ့ကြပေမယ့်ဟင်းဝီယန်ရဲ့အတိုင်းဝိုင်းကြီးမားပြီးချမ်းသာတဲ့မိသားစုဘက်ကဂုံစင်တန်းမတူဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဝမ်စုခိုင်တိန်ကိုပြင်းပြင်းထန်ထန်သဘောမတူကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ တို့နှစ်ယောက်ဟာမိဘတွေရဲ့ကန့်ကွက်မှုကြားကနေခိုးပြည့်တဲ့အထိတူပေါင်းဖက်ဖို့ကြိုးစားခဲ့ကြပြီးမယ်။ကံကြမ္မာကမျက်နှာသားမပြေပင်လမ်းခွဲခဲ့ကြပါဗျ။အဲ့ဒီချိန်ကဝိုင်းစုခိုင်တဲ့ရဲ့နာကျင်ခန်းစားခဲ့ရတဲ့ခန်းစားချက်တွေကိုအစိုးရခင်မုံကိုပြောပြလို့ခင်မုံကယုံကြည်နေမောင်ရဲ့ဆွေရဲ့တခြင်းကိုဝိုင်းစုခိုင်တဲ့အတွက်အကောင်းဆုံးပုံဖော်ရေးဆက်ပေးခဲ့ပါဗျ။ ဒီယုံကျင်းနေမောင်ရဲ့တခြင်းဟာဝိုင်းစုကန်တင်းအတွက်တာမန်တခြင်းတစ်ပုံမဟုတ်ခဲ့ပါဘူး။ဒါဟင်းဝီရံနဲ့ပတ်သက်တဲ့သူမရဲ့ခန်းစားချက်ပါ။မိဘရရဲ့သဘောမတူညီမှုတွေဖီးအားတွေကြားထဲမှာသူမကိုတကယ်ချစ်တယ်ဆိုရင်တတိမရှိတဲ့မောင်ဖြစ်တွေးဝင်မနေပဲသူမအတွက်ခဏလောက်ပဲဖြစ်ဖြစ်ဒီရအားလုံးကနေပြေးထွက်ခဲ့ပါလားဆိုပြီးတောင်းဆိုမျှော်လင့်ဖွင့်ဟထားတဲ့တခြင်းမျိုးပါ။ ဒါကြောင့်လေဝါစုခန့်တင်ဟာလမ်းခွဲပြီးတဲ့နောက်ပိုင်းမှာဒီတချင်းကိုရှိုးပွဲတွေမှာလုံးဝစုံလင်းမရှိတော့ပါဘူး။ဒါပေမဲ့မင်းညားကပြုတ်လုခဲ့တဲ့ရှိုးပွဲမှာတော့ဝါစုခန့်တင်ကဟင်းဝီယံကိုရှိွေးထားတဲ့ယုံချင်းနဲ့မောင်ရဲ့တချင်းကိုစုခဲ့တာပါ။အဲ့ဒီနောက်မှာတော့ဝါစုခန့်တင်တရားသူ့ရဲ့ခန်းစားချက်တွေကိုမထိန်ချုပ်နိုင်တော့ပဲစင်မြင့်ပေါ်မှာမျက်ရည်တွေစီကြလာပြီးဝမ်းနည်းကိုကြွေးခင်ရပါတယ်။ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ပွဲလာကြီးပြိတက်တွေကပါသူမနဲ့ထပ်တူခန်းစားပြီးသူမအတွက်ရန်ကုန်စိတ်မကောင်းဖြစ်ခဲ့ကြရာတနားနေခဲ့ကြတာဖြစ်ပါတယ်။ ဒီဖြစ်ဖြစ်ကြောင့်ပြိတက်တွေကတော့လူကြီးတွေပြောသလိုပါပဲအချင်းဦးစရာကမြေဦးရတဲ့အထိမမေ့နိုင်ဘူးဆိုတဲ့စကားပုံဟာဝိုင်းစုကန်တဲ့အတွက်တကယ်မှန်နေသလားမသိနိုင်ပါဘူးကိုယ့်ရဲ့အချင်းဦးကိုနေဘဝတစ်ခုထူထောင်မှုအထိခိုးပြေးခဲ့ရတဲ့ချစ်သူတယောက်ကတခြားတယောက်နဲ့မင်္ဂလာဆောင်တော့မယ့်အချိန်မှာဘယ်မင်းကလေးကမှခံစားချက်မရှိဘဲနေနိုင်မှာမဟုတ်ဘူးလို့ပြိတက်တွေကသူမပကန်နေရက်တီပြောဆိုနေကြပါတယ် တချို့ကလည်းဝိုင်းစုခံထင်ရာဟေးဝေးရမင်္ဂလာဆောင်ကနေ့မှာဒရမာခင်းနေတယ်လို့ဆိုကြတာပါတခြားတစ်ပတ်မှလည်းဝိုင်းစုကဒရမာခင်းလေလေစုပ်ပြစ်ကိုပြစ်တင်လေးလေးပါပဲဒါပေမဲ့စုပ်ပြစ်တစင်ကတော့ဟေးဝေးရနဲ့ပတ်သက်ပြီးစကားတခွန်ပြောလာပါတယ်အရာကတော့သူမအနေနဲ့ဟေးဝေးရရဲ့အထိတ်ကိုစိတ်မဝင်စားကြောင်းခုချိန်မှာတော့ဟေးဝေးရကသူမကိုတိတ်ချင်လို့သူမအတွက်အကောင်ဆုံးအိမ်ထောင်ဘက်ကိုရွေးချယ်ခင်တာဖြစ်ကြောင်းပြောလာတာပါ ယခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောဆိုဖီတစင်းနဲ့ဟေဝီယန်ဝိုင်းစုရဲ့သုံးဘွဲ့ဆိုင်ဇလန်းကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားပေးကြပါအောင်ရှင်။